မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ Griffin မြန်မာစာကိုတင် जा ပေးမယ်ဒီချေမွန်ဖြစ်ပါတယ်ဒီချေကခုသားတို့သမီးတို့ကိုတင်ငင်းစာ26ဓာတ်ပုံကြည့်ပြီးစာရေးစာကိုရေးကြမယ်တင်ငင်းစာကိုတင် जा ပေးမှာဖြစ်ပါတယ်သားတို့သမီးတို့ဟာဒီတင်ငင်းစာကိုတင် जा ရခြင်းကြောင့်ဓာတ်ပုံတွေတွင်မြင်တွေ့ရမယ့်အကြောင်းအရာများကိုမိမိစိတ်ကူးအတွေ့အဖြစ်ပြန်လည်ရေးသားတတ်လာမယ်မိမိတွေ့မြင်ရတဲ့အကြောင်းအရာတွေကိုသရုပ်ပေါ်အောင်အသေးစိတ်ရေးသားတတ်လာမယ် ။ဒါလို့သမီးတို့ရေဖက်ဆာဆာမျက်နှာ84ကိုကြီးလိုက်ကြရအောင်။ဒါလို့သမီးတို့ရေမြင်ကွင်းပုံကဘယ်လိုပတ်ဝန်းကျင်အခြေအနေဖြစ်နေလဲဆိုတာစာနဲ့သရုပ်ဖော်ကြည့်ကြရမယ်။မျိုးလုံးထဲမှာမြင်တွေ့နေတဲ့အရာတွေဒါမှကတခြားခံစားလို့ရတဲ့ခံစားချက်မျိုးတွေကိုလည်းရေးကြည့်ကြရမယ်။ကောင်းခံဝေကဓာတ်ပုံလေးကိုကြည့်ပြီးဓာတ်ပုံထဲမှာတွေ့ရတဲ့အကြောင်းအရာနဲ့သူ့ရဲ့အတွေးကိုမှတ်စုရေးထားတာကိုတီချဲတို့အတူတူဖတ်ကြည့်ကြရအောင်။ တ်စုရေးတဲ့အခါမှာတော့အပိုင်း၃ပိုင်းနဲ့ရေးရမှာဖြစ်တယ်။ဓာတ်ပုံမှာအချက်လက်ဓာတ်ပုံတွင်တွေ့မြင်ရတဲ့အကြောင်းအရာမိမိအတွေ့အကြုံဖြစ်တယ်။ဓာတ်ပုံမှာအချက်လက်မှာဆိုရင်ဥလေးကြီးအဝေးစားအပြင်းစင်းလေများငါးဖန်ပိုက်တောင်းတစ်ပင်များအိမ်များခမောက်ရေပြင်တောင်တို့ဖြစ်တယ်နော်။ဓာတ်ပုံတွင်တွေ့မြင်ရတဲ့အကြောင်းအရာမှာဆိုရင်တော့ အသားညူညူခန္ဓာကိုယ်ပြင်ပြပနဲ့လူကြီးတယောက်ငါးဖန်ဖို့အတွက်လှီကလေးနဲ့ထွက်လာခဲ့တယ်။ဦးလေးကြီးကဘောင်မီတိုအင်ဂျင်လက်ရှိနဲ့ခမောက်ကိုစောင်းထားတာတွေ့ရတယ်။အေးမြတဲ့လေကို ရှူလိုက်ရတော့ခန္ဓာကိုယ်ကပေါ်ပန်းလန်းဆန်းသွားတယ်နဲ့တူတယ်။ပိုက်ကွန်ကိုတော့ငါးဖန်ဖို့ပြင်နေတယ်။အဲ့ဒီအခါမှာပိုက်ကွန်ရေပေါ်ကျပြီးဗျန်းကလေးထွက်ပေါ်လာတဲ့အတန်ကိုလေကြားရမယ်ထင်တယ်။ရေပြင်ကိုကြည့်ရတာစိမ့်နေပြီ။ ြည်လီနေတဲ့ပုံရတယ်။ရေစီးတံတိုးလေးလဲကြားနေရမယ်လို့ထင်တယ်။အေဂျင့်နဲ့မြင်ဝင်လေးပဲ။မိမိအတွေ့မှာဆိုရင်တော့ဦးလေးကြီးကိုကြည်ရတာငါဖန်လုပ်ငန်းကိုကျွမ်းကျင်ပုံရတယ်။သူ့ကိုကြည်ရတာတက်တက်ကြွကြွရှိတဲ့ပုံပဲ။ဖန်လို့ရတဲ့ငါတွေကိုအိမ်မှာချက်စားကြမလား။ငါ့ကို အချောက်လန်းမလား။ဈေးမှာသွားပြီးရောင်းမလားဆိုတာကျွန်တော်တွေးကြည့်တာတဲ့ဦးလေးကြီးကိုယ်တိုင်ကပိုသိမယ်ထင်ပါတယ်။ တောက်သမီးတို့ရေဖက်ဆက်ဆက်မျက်နှာ85ကိုကြည့်ကြရအောင်เนาะဖက်စုမှာရေးထားတဲ့အကြောင်းအရာတွေကိုစာပိုက်လေးတွေအဖြစ်စီကုံးပြီးရေးကြရမယ်။ကောင်းစင်ကတော့ငါဖန်းလုပ်ငန်းရာသီဥတုတာရတဲ့နေ့တနေ့မှာအသာညိုညိုခန္ဓာကိုယ်မင်းမပါနဲ့ဦးလေးကြီးတယောက်ငါဖန်းမှုလေကလေးနဲ့ထွက်လာခဲ့တယ်။လေပုံမှာငါးတွေထဲကိုတောင်းကလေးလုံးလဲပါတယ်။ပိုက်ကွန်ကိုတော့လှမ်းပြနေတယ်။အဲ့ဒီအခါမှာပိုက်ကွန်ရေပေါ်ကြပြီး ရန်ကနေထွက်ပေါ်လာတဲ့အတန်ကိုလည်းကြားလိုက်ရတယ်။ဦးလီကြီးကအပြာရောင်အင်ဂျင်လက်ရှိနဲ့အစိမ်းအောင်ပါရှိတဲ့ဘောင်းမီတိုကိုဝစ်ဆင်ထားပြီးခမောက်ကိုလည်းစောင်းထားတယ်။သူ့ရဲ့ကိုမတော့ရီရီဆူလူပေါ့။ရေပြင်ကိုကြည့်ရတာစိမ်းပြီးကြည်လင်နေပုံရတယ်။ရေစည်းစံတူတူလေးလည်းကြားနေရမယ်လို့ထင်တယ်။အီးစန်းနဲ့မြင်ဝင်လေးပါပဲ။အင်းများလေးကိုရှူလိုက်ရတော့ခန္ဓာကိုယ်ကပေါပွားလန်းဆန်းသွားမှာပါပဲ။ လေတချို့ကန်းဆက်မှာကတ်ထားတာကိုလည်းတွေ့ရတယ်။ပြီးတော့ဦးလေးကြီးကိုကြည့်ရတာငါးဖက်လုံဝန်းကိုကျွန့်ကျင်ပုံရတယ်။သူ့ကိုကြည့်ရတာတတတကြွကြွရှိတဲ့ပုံပဲ။ကန်းထိတ်မှာစိမ့်စိမ့်ဆူဆူနဲ့သက်ပင်ကြီးတွေရှိတဲ့အတွက်အရိပ်လေးရတယ်။တချို့သက်ပင်တွေကတောင်နေရံမှာကပ်ပြီးပေါက်နေကြတယ်။ငါးဖက်နေတဲ့ဦးလေးကြီးကတော့ဘယ်အချိန်ထိငါးတွေကိုဖမ်းနိုင်မလဲဆိုတော့မသိနိုင်ပါဘူး။ဖမ်းလို့ရတဲ့ငါးတွေကိုအိမ်မှာချစားမလား။ အချောက်လမ်းမလားဈေးမှာသွားပြီးရောင်းမလားဆိုတာကျွန်တော်ဒီကြည့်တာတဲ့ဦးလေးကြီးကိုယ်တိုင်ကပိုသိမယ်ထင်ပါတယ်။စာပိုက်ထဲမှာပါတဲ့ကလေးတို့နဲ့တက်တဲ့စာကြောင်းလေးတွေကိုမြင်သားရမယ်။အဲ့ဒီစာကြောင်းလေးတွေကဓာတ်ပုံရဲ့ဘယ်နေရာကိုညွှန်းလဲလဲဆိုတာတွေးကြည့်ကြမယ်။ကလေးတို့ဆိုရင်ရောဘယ်လိုဖြည့်ပြီးရေးမလဲ။တော်တော်သမီးတို့ရေးစာပိုက်နမူနာလေးဖတ်ပြီးပြီဆိုတော့စာမျက်နှာ86ကိုကြည့်လိုက်ကြရအောင်နော်။ အခုတခါသာရသမီးတို့ကိုယ်တိုင်ကိုကြိုက်နေတဲ့တပုံတပုံကိုရွေးပြီးဘယ်လိုစာစီစာကုန်မလဲဆိုတာမှတ်စုရေးကြရမယ်သားသမီးတို့မှတ်စုရေးပြီးသွားပြီဆိုရင်တော့မှတ်စုကိုအခြေခံပြီးအတွေးကိုတရုပ်ဖို့ရေးကြည့်ကြရမယ်။တရုပ်ဖို့ရေးတဲ့အခါမှာတော့ဓာတ်ပုံကိုကြည့်ပြီးခေါင်းစဉ်ဘယ်လိုပြင်းမလဲဆိုတာစဉ်းစားကြည့်ကြမယ်။ အကြောင်းအရာပေါ်လွင်အောင် ပုံသဏ္ဍာန်အယောင်တွေကိုမျက်စိနဲ့မြင်အောင်လာအောင်ပန်ဝင်းစင်မှာရှိတဲ့အတန်ကိုကြားရလာအောင်သရုပ်ဖော်ရေးရမယ်။ကိုတွေ့မြင်ရတဲ့အရာဝတ္ထုပစ္စည်းတွေရဲ့အယောင်အနက်အရာတာတွေကိုပေါ်လွင်အောင်ရေးရမယ်။ပါရကအနေနဲ့နည်းနည်းသေးရဲ့အနံလေးကမှွေးပြီးအရာတာလေးကချုပ်နေမှာပဲ။စသဖြင့်ရေးလို့ရရဲ့နော်။အသေးစိတ်အချက်အလက်တွေပါအောင်လဲစဉ်းစားပြီးရေးကြရမယ်။ ကိုရေးထားတဲ့စာရေးစာကုန်အကြောင်းကိုတငေချင်းနဲ့လည်းအပြန်လည်လေးလေးဖတ်ကြည့်ကြရမယ်။ဒီစီခုတင်ကြခဲ့တဲ့တပုံကိုကြည့်ပြီးစာရေးစာကုန်ရေးကြမယ်ဆိုတဲ့သင်ခန်းစာကိုနားလည်ပြီးဒါတို့သမီးတို့ကိုယ်တိုင်ကောင်းကောင်းရေးတက်လိမ့်မယ်လို့ဒီချေမျှော်လင့်ပါတယ်။ဒီချေတို့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။